စေကန်းနေမှာတော်တော်များများလာတတ်ကြတဲ့ case တခုရှိတယ်။ဖိုင်အောက်တယ်၊လေထိုးလေအောက်တာ။ဖိုင်အောက်တယ်ဆိုတာအထက်ပေါ့နော်။အစာစားပြီးတော့အဲ့လိုရုတ်တရက်အာအစာမကြည့်သလိုဖြစ်သွားတယ်။လေတွေခန့်သလိုဖြစ်သွားတယ်။အဲ့ဒီလိုမျိုးပြဿနာတွေလာတတ်တယ်။ဆိုတော့ဒီပြဿနာတွေကဖြေရှင်းဖို့အတွက်အလွယ်အဆုံးပြပြပေးမယ်။အဲ့ဒါကအိမ်မှာ AH ဒါမှမဟုတ်လို့ရှင် Creamy S ဆောင်ထားလို့ရှိရင်ဒီပြဿနာတွေကနေကင်းဝေသွားမယ်။ဆိုတော့ကိုယ်ကအစာစားပြီးအဲ့ဒီလိုမျိုးလေခန့်နေတယ်၊လေထိုးလေအောက်ဖြစ်နေတယ်၊လေတွေက အပြင်ပြန်မထုတ်ဘူးပေါ့နော်ဒီအစာအိမ်နဲ့ဥလမ်းကြောင်းထဲမှာသူတို့က gas pocket လေးဆိုပြီးတော့အဲ့လိုမျိုးလေးလေးလေးအိတ်လေးပေါ့နော်ပုံရက်လေးတွေအဲ့လိုမျိုးလေးတွေဖြစ်သွားတတ်တယ်ဆိုတော့အဲ့ဒါတွေကိုဖြည့်ရှင်းဖို့အတွက်ကကြတော့စမီတီကောင်လို့ခေါ်တယ်အဲ့ AH တွေစားလိုက်ရင်တတ်တာတယ်နိုင်ဝအတွင်းကိုတိတိတတ်တာပြည့်ရော်သွားတတ်တယ်အဲ့တော့အဲ့စမီတီကောင်ကဘာလုပ်ပြီးလဲသူကအဲ့ဒီဖြစ်နေတယ်ပေါ့နော် gas တွေရဲ့ surface tension ကိုသူက short ချပေးတယ်အဲ့ surface tension ကို short ချပေးတော့အဲ့ဒီလူကခံစားရတဲ့အာ လေထိုးနေတဲ့ပြဿနာကချက်ချင်းတက်တာသွားတယ်တိတိတတရော့သွားတယ်ဆိုတော့အရန်ကောင်းတယ်ဗောနော်အဲ့တော့ကိုယ့်ရဲ့ဟိုဟာအိမ်မှာ AH တွေ Creamy S တွေရှိတယ်ဆိုလို့ရှိရင်တစ်ချက်ပြန်ကြည့်ကြည့်ပါစင်မီတီကုံဆိုတဲ့စကလုံးကိုတွေ့လိမ့်မယ်ဆိုတော့အဲ့စင်မီတီကုံအကြောင်းကိုဒီနေ့ပြောပြပေးတာအာအဲ့တော့ဒီစင်မီတီကုံကိုဆေးကကြိုတောက်လို့ရလားလို့ပြောလို့ရှိရင်ဆေးကကြိုတောက်လို့မရဘူးသူကဒီရှိပြီးသား existing gas ကိုပဲတက်တာအောင် လုပ်ပေးတာဒီရှိနေတဲ့ gas ရဲ့ surface မျက်နှာပြင်တင်းအောင်ကိုပဲ short ကြအောင်လုပ်ပေးတာဆိုတော့နောက်ဖြစ်လာမဲပေါ့နော်ကျွတင်ပြီးတော့တောက်ထားမယ်ဆိုကျွတင်ပြီးတော့ငါလေးမလေးလေးမခံအောင်ငါကျွပြီးတောက်ထားမယ်လို့လုပ်လို့ရအောင်ဆိုတော့လုပ်လို့မရအောင်။ तू ကနောက်ဖြစ်လာမယ်ဒီ gas ethic ကို तू ကကျွတင်ပြီးတော့မကာကွယ်နိုင်ဘူးပေါ့နော်။အဲ့တော့ကိုကသမင်းစားပြီးလို့ buy out သွားတယ်။ဒါမှမဟုတ်အဲ့လိုအာရင်ပြည့်တယ်လို့ဖြစ်သွားတယ်။ဒါမှမဟုတ် အဲအထဲမှာလေခံတယ်လို့လို့ဖြစ်နေတယ်ဆိုရင်အဲစီမီတီကုံပါတာကိုတောက်ကြည့်လိုက်တတ်သွားတယ်သူတို့ကလည်းအင်မတန်ကောင်းကျိုးရှိတယ်အင်မတန်ကောင်းကျိုးရှိတာကကြတော့သူကဘေးထွက်ဆိုကြအရန်နေတယ်ကွယ်ဘေးထွက်ဆိုကြအရန်နေဆိုတာဒီသွေးထဲကနေပြီးတော့ absorption ဆုပ်ယူမှုမလုပ်တဲ့အတွက်ကြောင့်မို့လို့သွေးကြောတွေကနေမဆုပ်ယူတဲ့အတွက်ကြောင့်မို့လို့ဒီတခြား organ တွေကိုထိမဲ့ဒဏ်အနေကင်းဝေးတယ်အာပြီးတော့နောက်တစ်ခုကကြတော့သူက OTC over the counter ဆေးဖြစ်တယ်ဆရာဝန်ကညွှန်ကြားချက်မလို့ဒီဆေးဆိုင်တွေမှာအလွယ်တကူဝယ်လို့ရတယ် available ဖြစ်တဲ့အတွက်ကြောင့်မို့လို့အင်မတန်မှကောင်းတယ်ပြီးတော့သူရဲ့အာနိသင်ကလည်းနိုင် ဝတ်အတွင်းဆိုချက်ချင်းသက်သာစေတဲ့အတွက်ကြောင့်မို့လို့အင်မတန်ကောင်းတဲ့ဈေးတစ်မျိုးဖြစ်တဲ့ကိုယ့်ရဲ့အိမ်မှာအဲ့ဒီဈေးကိုအာ OTC ဈေးအဖြစ်စောင့်နှားခြင်းအဖြစ်ရုပ်တရက်လေထိုးလေအောက်အစာမကြေဖြစ်ခြင်းအနေပြီးတော့အာကင်းဝေးမှာအမှန်ပဲနောက်ပြီးဒီလေပွနေတယ်ဆိုတဲ့ပြဿနာတွေကိုဘယ်လိုမျိုးကိုကအိမ်တွင်ကုသနည်းအနေနဲ့လုပ်လို့ရလဲဆိုလို့ရှိရင်ထားပြလို့ရှိရင်လမ်းလျှောက်တာတွေပါလေလုပ်ပြီးသူမျိုးစားပြီးအဲ့လိုချက်ချင်းတန်းပြီးတော့လှဲအိတ်တာမျိုးပါမျိုးမလုံနေပေါ့နော်ပြီးတော့အစာကိုကျင့်ညက်အောင်ဝါစာအဲ့ဒါဆိုလို့ရှိရင်တော့ဒီလိုမျိုးအာ excess က test ဖြစ်မဲ့ဒဏ်ကနေပြီးတော့ကင်းဝေးမယ်ရုပ်တရက်အဲ့လိုလေးပွားတာတွေလေးထိုးတာတွေ bloating ဖြစ်တာတွေအဲ့ဒီပြဿနာတွေကနေပြီးတော့ကင်းဝေးမှာအမှန်ပဲအာဆိုတော့သိချင်တဲ့မိကုန်းရှိလို့ရှင်ဒေါက်တာတို့ရဲ့ page CV ကိုလာပြီးတော့ဆွေးနွေးလို့ရတယ်လို့ဒေါက်တာနဲ့ဒေါက်တာဝင်းနဲ့ပူးပေါင်းပြီးတော့ဖွင့်ထားတယ် Trust Care Online Clinic ကနေပြီးတော့လေ Telegram group ကို join ပြီးတော့ tele consultation နဲ့ appointment ယူလို့ရပါတယ်ရှင်အားလုံးပဲမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေเนาะ